အားလုံးပဲမင်္ဂလာပါပရိသတ်တို့ရေအခုတော့ထပ်ပြီးတင်ဆက်ပေးကြတာက On Friday Friday 132ပြိုင်ပွဲမှာတန့်စင်ကို Chatry ကထမင်းအိုးတိုးရဖို့အခွင့်ရေးထပ်ပေးလိုက်ပြန်ပါပြီတန့်စင်ဒီပွဲတော့ထမင်းအိုးကွဲလို့မဖြစ်ဘူးဆိုတာခေါင်းအေးအေးနဲ့ဖြည့်ရှင်းတက်ဖို့အရေးကြီးနေပါပြီသူနဲ့ပြိုင်မဲ့ Time Fighter ကတော့တန့်စင်လိုပဲမျက်နှာစိုးနဲ့နာမည်ကတော့ Compo9 ဖြစ်ပါတယ် ပြိုင်ဖက်ရန်သူအားကစားသမားအကြောင်းလေးတစ်ချက်ကြည့်အောင်ခွန်ဘွန်နိုင်က1 championship မှာ9ဝဲထိုးပြီး9ပွဲနိုင်နှစ်ပွဲရှုံးရက်လက်ကိုပိုင်ဆိုင်ထားပါတယ်ဒုတန်စင်နဲ့တော့တခြားစီဖြစ်နေပါပြီပြီးတော့ဆွန်ရက်ကိုလည်းအနိုင်ရထားတဲ့သူဆိုတော့တန်စင်အတွက်ခက်ခဲမလားလွယ်ကူမလားမသိတော့ပါဘူးကျွန်တော်တို့ခက်လန့်လန့်ပါတန်စင်ကိုတော့နိုင်စေချင်ပါတယ် ထိုင်းတွေနာကားအောင်လုပ်ပြစေချင်တဲ့တို့မြန်မာတွေကွန်ပွန်နိုင်ကနှစ်ပွဲရှုံးထားတယ်ဆိုပေမဲ့လည်းရလကောင်းငါးပွဲဆက်တိုက်နိုင်ထားတယ်ဆိုတော့တို့တန်စင်ကတော့ငါးပွဲမှာသုံးပွဲဆက်တိုက်ရှုံးတော့တော်တော်လေးဟုတ်နေပါပြီ။အောင်တန်စင်ဒီပွဲလဲသူ့အတွက်ချက်ဖို့များပါတယ်။သုံးပွဲဆက်တိုက်ရှုံးပေမဲ့ဝမ်ချမ်ပီယံရှစ်ဖက်ကလည်းသူ့အတွက်ပွဲချက်တွေကြီးပဲချပေးပြီးတည်ထိုးခိုင်းတာကျွန်တော်လည်းစဉ်းစားလို့မရတော့ပါဘူး။ ကျွန်တော်ထင်တာတော့ခွန်ပွန်နိုင်ကအောက်ခြေမခိုင်းတာကြောင့်အောက်ခြေကန်ချက်ပိုင်းတယ်တန့်စင်ကပြီးတော့တခြားထိုင်းဖိုက်တာတွေလိုမမြန်ဆန်တဲ့အတွက်ကြောင့်လဲတန့်စင်တတိလေးထားပြီးဆော့ရင်နိုင်ဖို့လွယ်ကူနိုင်တယ်လို့တန့်စင်ကိုယုံစားဖို့မရတဲ့ဖိုက်တာဖြစ်လို့ပရိတ်သတ်တွေကိုယုံကြည်အောင်လုပ်ပြဖို့တန့်စင်မှာတာဝန်ရှိပါတယ်။နှစ်ပတ်လောက်ပဲလိုပါတော့တယ်။အကောင်းဆုံးစူးစမ်းပြင်ဆင်လာပြီးအနိုင်ကောင်းရလကောင်း ရရှိဖို့မျှော်လင့်ပါတယ်။ဒီလေးတန့်စင်